Okay, brother တို့လည်းမင်္ဂလာပါ။ဒီနေ့မှာတော့အစ်စ်ထွက်လာမယ့် new hero Kalia ကို Diamond ဘတ်ဒေး point တုံးစရာမလိုပဲဝယ်လို့ရမယ့်အကြောင်းလေးကိုပြောပြပေးပါမယ်။ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ video ကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ။ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးဒီအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe တွေတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ ဆိုတော့ဗီဒီယိုလိုရင်းကိုမပြောပြခင်အစ်တထွက်လာမဲ့နီယိုဟီးရိုးကိုပတဲပွိုင်းနဲ့လုံးဝဝယ်လို့မရတော့ပါဘူး။ဟုတ်ပါတယ်။ brother တို့နားကြားမနေရမဟုတ်ဘူး။တကယ်တကယ်ဟိုမှာဝယ်လို့မရတော့ပါဘူး။ဝယ်ခြင်းနဲ့ဆိုရင်တော့ pass ကိုဖွင့်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီ pass ကိုဖွင့်ဖို့ကျွန်တော်တို့က diamond နဲ့ဖွင့်ရင်ဖွင့်ဒါမှမဟုတ်တကယ်လို့ diamond မတက်နိုင်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့က diamond နဲ့ battle point ကိုသုံးပြီးတော့ pass ကိုဖွင့်ရသွားမှာပဲဖြစ်ပါတယ်လို့ကျေးဇူးတွေလည်းတင်ပါတယ်။ အဲ့ဒီတော့ဘယ်တဲ့ point ရှိတိုင်းအဲ hero ကိုဝယ်လို့မရတော့ဘောနော်ဘယ်တဲ့ point ရှိတိုင်း hero ကိုဝယ်လို့မရဘူးဆိုပေမဲ့အဲ့ hero ကတရားရခိုင်နှုန်းကို free ရသွားမှာ free ရသွားမှာဆိုတော့ဘယ်တဲ့ point နဲ့လဲဝယ်လို့မရဘူး free ရသွားမှာဆိုတော့နည်းနည်းတော့ခေါင်းရှုပ်နေပြီလို့ထင်တယ်တခြားရှင်းပြပေးမယ် brother တို့ ပထမဆုံးအနေနဲ့ brother ဒီမှာမြင်လာတော့မသိဘူးဒီ pass ကိုဝယ်မှာ hero ကရမှာပေါ့နော်အဲတော့ pass ကိုဝယ်ဖို့အတွက်ကျွန်တော်တို့ကဒီ diamond 416လုံးသုံးပြီးတော့ pass ကိုဖွင့်ဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ဒီ diamond 416လုံးနဲ့ pass ကိုဖွင့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီ diamond 416လုံးကိုကျွန်တော်တို့ကပြန်ရမယ်ဒါမှမဟုတ်လေကျွန်တော်တို့အ ਨੇ ဆုံးဒိုင်းမိုအလုံး20နဲ့ဘယ်တဲ့ point ရောပြီးတော့ pass ကိုဖွင့်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အဲ့ဒီကျွန်တော်တို့သုံးထားတဲ့ဒိုင်းမို20ကပြန်ပြီးတော့ပေးမယ်ပေါ့နော်ဒီမှာတော့သူကပြောထားတဲ့အတိုင်းပဲပုံမှန်ကောင်းတဲ့စိတ်နေကိုချွတ်တာပါ ီယိုတွေကိုရယူပါဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒိုင်မွန်ဘလောက်ကြီးပဲဒီဤဘက်မှာတုံးလိုက်ပါသည်ဒီ pass ကိုဘလောက်ကြီးပဲတုံးပြီးတော့ဖွင့်လိုက်ပါသည်ကျွန်တော်တို့အချိန်တိုင်းကျွန်တော်တို့တုံးလိုက်တဲ့ဒိုင်မွန်ကို ပြန်ပြီးတော့ရရှိသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ hero က free ရမယ်လို့ပြောချင်တာပါဆိုတော့ကျွန်တော်ဒီမှာ pass ကိုဖွင့်ပြမယ်ပေါ့နော်ဆိုတော့ကျွန်တော် pass ကိုဖွင့်လိုက်ပြီးပြီးသွားတဲ့အခါမှာတော့ကျွန်တော်ဒီမှာ hero အစ်စ်ခါရီယာကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီလိုပုံစံလေးပါပဲအဲပုံစံကတော့ပြောမယ်ဆိုလို့ရှိရင်ဘရိုတို့ရှုပ်နေမှာဆိုလို့နားလည်လွယ်အောင်ကလေးတွေပြောသလိုပြောရမယ်ဆိုလို့ရှိရင် ားကြီးမင်းဒီဟီးရိုးကိုလိုချင်လို့ရှိရင်မင်းဒိုင်မွန်ဖြစ်လိုက်ကွာမင်းဒိုင်မွန်ဖြစ်လိုက်ဒိုင်မွန်ဖြစ်ပြီးတော့ဒီပတ်ကလေးကိုဖွင့်လိုက်ဖွင့်ပြီးသွားရင်မင်းဟီးရိုးကိုလည်းရမယ်ပြီးရင်မင်းဖွင့်လိုက်တဲ့ဒိုင်မွန်ကိုလည်းငါပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့မုတ်တွန်းကလောက်လိုက်ကြပဲဖြစ်ပါလိမ့်ကျွန်တော်တို့အသုံးပြုလိုက်တဲ့ဒိုင်မွန်လေးကိုလည်းသူ့အနေနဲ့က21ရက်လောအင်ဝင်ပြီးတော့အဲ percentage လေးနဲ့တဲ့အဲတရက်ကိုဘလောက်ဘလောက်ဘလောက်ဆိုပြီးသူ့အနေနဲ့တတ်မှတ်ပြီးတော့ပေးသွားအောင်မှာဖြစ်ပါလိမ့် ဈာထဲမှာလည်းကျွန်တော် fragment တို့ ticket တို့ပြီးလို့ရှိရင် new ride ပဲ ticket ကိုစသဖြင့်ကြောက်လို့အဲ reward တိတ်တိတ်လေးတွေလည်းဈာထဲမှာပေးသွားအောင်ပါပဲဖြစ်ပါတယ်။အဲ့တော့ bro တို့မေးစရာတစ်ခုရှိရကဟုတ်ပြီငါတို့က diamond သုံးပြီးတော့ဖောက်လိုက်ပြီဆိုငါတို့ diamond ကိုပြန်ပေးလားဆိုတော့ပြန်ပေးပါလေ။အခုလိုမျိုးမတော်က diamond ကိုပြန်ပေးပါလေဗျ။ဆိုတော့ဒီ update နဲ့ပတ်သက်ပြီးနည်းနည်းလေးလေကမ်းရမယ်ဆိုရင်တော့ဖြင့် um diamond မဖြစ်နိုင်တဲ့သူတွေအတွက်ကတော့တိတ်ပြီးတော့အဆင်မပြေဘူး။အဲပြောမယ်ဆိုမတော်ဘက်ကလည်း diamond ဖြစ်ရကိုလိုချင်လို့ လိုပုံစံဒီလိုအချိုးမျိုးချိုးတယ်လို့ပဲထင်တယ်ဗျာအားလုံးနားလဲလွယ်အောင် ပြောရမယ်ဆိုရင်တော့ဟီးရိုးဝယ်မယ်လို့ပြောနေတာကိုဒိုင်းမွန်နေပဲထည့်ရနေတယ်နော်အချိုးကြီးပြောင်းနေတယ်နော်မွတ်တွန်းနောက်ပြီးတော့ကျွန်တော်တခုပြောပြရရှိပါသေးတယ်ကျွန်တော်အခုပုံနဲ့ပြလာတဲ့ဗီဒီယိုလေးထဲမှာ brother တို့အတွက်ဒိုင်းမွန်300ကို100ရောက်တိတိတောင်မှ giveaway ပေးရတာပဲဖြစ်ပါတယ်အဲ giveaway ကိုတော့ကျွန်တော်နေနဲ့ subscriber 8500ပြည့်သွားရင်ဖောက်ပေးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe နေနေလောက်ခဲ့ပြီးတော့အဲ့ဒီဗီဒီယိုလေးကိုသွားပြီးတော့ giveaway မှာပါဝင်ကြဆက်လိုက်ကြပါအောင် brother တို့ရေ ကဲနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့အသေးထွက်လာမယ်ကျွန်တော်တို့ Covenant Skin နဲ့မိတ်ဆက်ပေးခြင်းပါတယ် Covenant Skin ဆိုတာကတော့ New Touch အနေနဲ့ထွက်လာမှာဖြစ်ပါတယ်သူအနေနဲ့ကျွန်တော်တို့ရှေ့တစ်ခေါက်က Barrel ရဲ့ Skin လာခဲ့တယ်လို့မျိုးပဲပုံစံအနေနဲ့တာလီနဲ့ပြန်ပြီးလာမှာဖြစ်ပြီးတော့ skin အသစ်ချက်ချွတ်ကြီးကိုကျွန်တော်က diamond 349လုံးနဲ့ရရှိသွားမှာဖြစ်ပါတယ်။ glow qua COE တွေနဲ့ပါထပ်ပြီးတော့ login လဲဆိုလို့ရှိရင်တော့ diamond 969လုံးနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။ skin ကလုံးဝအသစ်ချက်ချွတ်ကြီးတော်တော်လေးကလမ်းနဲ့လို့လဲတရင်တိကျရတာတယ်။အဲ့တော့ကြောင့် diamond လေးတွေစုတာအောင် pro တို့ရေအဲ့တော့ဒီ event ကြီးကနေလဲတစ်ဆင့်ထပ်ပြီးတော့ စကင်အသစ်စချွတ်ကြီးကိုဂုံးလို့ရအောင်မှာဖြစ်ပါတယ်စကင်ရဲ့ dash ကတော့ Covanet ဆိုလား Covanet ဆိုလားပါလဲတော့မသိဘူးအဲ့ပုံစံနဲ့လာတော့မှာဖြစ်ပါတယ်ကဲဆိုဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြရတော့ဘရော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ကြားလိုက်ရ Subscribe လေးလောက်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်